မင်္ဂလာပါရှင်ထိုင်းမြန်မာနယ်စပ်မဲဆိုင်မှာမြန်မာသုံးမိန်းဘော်ကတနတ်အတုများဖမ်းဆီးမိတဲ့တရင်တွေအပအဝင် migrant တိုင်းရဲ့တရင်တွေကိုစတင်တင်ဆက်ပေးပါမယ်ပထမဆုံးတရင်အနေနဲ့ရာသီဥတုတရင်ကိုတင်ဆက်ပေးမှာပါမြကြီးနားမှာစိုးရိမ်ရင်မဲ့အထက်ကြုံလွန်ပြီးစကိုင်းကရင်နေအဆရှိတဲ့ဒေသတွေမှာနေရအနှံအပြားမိုးထစ်ချုံရွာသွန်းနိုင်တဲ့တရင်ကိုတင်ဆက်ပေးမှာမယ်ကချင်ပြည်နယ်မြကြီးနားမြို့မှာဂျွန်လ၂ရက်နေ့မနက်ပိုင်း6:00နာရီခွဲအချိန်လောက်မှာအေယာဝတီမြို့ရဲ့မြို့ရဲ့စိုးရင်ရင်မဲ့အထက် နှစ်လက်မကန့်ကြော်လွန်ရောက်ရှိနေရလို့သိရပြီးနောက်ထပ်တရက်အတွင်းတပေခွဲကန့်မြင့်တက်လာနိုင်ကြောင်းမိုးလေဝသနဲ့ဇလပေရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။မြေကြီးနားမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းနှပင်းနဲ့မြေနေပိုင်းမှာနေထိုင်တဲ့သူတွေကိုရေပင်းလွှတ်ရာတိမ်းရှောင်ဖို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေလို့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကရင်နီကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြား မိုးထစ်ချုံရွာသွန်းနိုင်ကြောင်းမိုးစလကတင်းထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာဒေသအလိုက်နဲ့နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးရွာရံရှာနှုံးပြည့်ဖြစ်တဲ့ဆိုပြီးလဲတင်းရရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထိပ်တောင်များရွေရှားနေရာနေရာတလျှောက်မှာမိုးရွာသွန်း ွန်ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းအစရှိတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပြီးသတိပြုသင့်ကြောင်းမိုးစလမှသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မဲဆိုင်မှာမြန်မာသုံးမင်းရှင်ဘော်ကနေတနတ်အထုများဖမ်းဆီးမိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မဲဆိုင်စစ်စေးရိတ်ကိမ်းမှာတာချိန်လေးဘက်ကိုပြန်လည်ဝင်ရောက်မဲ့မြန်မာသုံးမင်းရှင်ဘော်ကနေတနတ်အထု25လက်တင်ဆက်ရမိခဲ့ကြောင်းထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်ရှင်။ မေလ31ရက်နေ့ညနေ6:00ခန်းမှာမဲဆိုင်အမတ်1နေဆက်ကိမှာရှိတဲ့ရင်းစစ်ဆေးရိတ်ကိမှာတာဝန်ရှိတဲ့သူတွေဟာရှမ်းပြည်နယ်တာချီလိမ့်မြို့လိုင်စင်နံပါတ်ပါရှိတဲ့သုံးမိတ်ဆိုင်ကတစည်းကိုရက်တန်စစ်ဆေးရကနေတွေ့ရှိခဲ့ကြတာပါ။ အဲ့ဒီသုံးမိတ်ဆိုင်ကယ်ကိုတချီလိမ့်မြို့နယ်မှာနေတဲ့အသက်34နှစ်အရွယ်မြန်မာအမျိုးသားတအုပ်ကမောင်းနှင်ပြီးအသက်35နှစ်အရွယ်အမျိုးသားတအုပ်ကတော့ရှေ့ကမ်းမှာလိုက်ပါဆင်းနေခဲ့တာလို့သိရပါဗျ။သုံးမိတ်ဆိုင်ကယ်အနောက်ဘက်မှာအဖြူရောင်ကောက်ရိုးအိတ်တလုံးကိုတွေ့ရှိရပြီးဒီအိတ်ထဲမှာဆက်ကူပုံးအတွင်ထည့်ထားတဲ့တနတ်အတုစုစုပေါင်း25လက်ကိုတွေ့ရှိခဲ့ကြတာပါ။မြမအမျိုးသားနှုတ်ရဲ့ထွက်ဆိုချက်အရသူတို့ဟာထိုင်းမြန်မာနယ်စပ်ဂိတ်ပိတ်တဲ့အချိန်နီးစပ်လာတဲ့အချိန်မှာ ောင်းနေလာစဉ်နေဆက်ခိတ်မရောက်ခင်မီတာ900ခန့်အကွာမှာရှိတဲ့မီးပွိုင်မှာအမျိုးသားတအူးဟာကောက်ရိုးအိတ်ကိုလာရောက်အနှံခဲ့ပြီးဗတ်လေးရနဲ့ပို့ဆောင်ရန်ပေးချေခဲ့ကြောင်းသူတို့ကလည်းအချိန်မရှိလို့အိတ်ကိုဆစ်ဆေးခြင်းမပြုခဲ့ဘူးလို့ပြောကြပါတယ်အဲ့အနန္တနဲ့သူအမျိုးသားကတော့တချီလေးပတ်မှာစောင့်ဆိုင်နေရလို့ဆိုပါတယ်ဒီလက်နက်အတုတွေဟာတရားမဝင်ပြစ်စည်းရဖြစ်လို့အောက်ခုံဥပဒေအရအေးအေးယူသွားမယ်ဆိုပြီးမဲဆိုင်အောက်ခုံဌာနကသတင်းထုတ်ပြန်ထားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမှာဆိုင်ကယ်အုပ်ထုတ်မဆောင်းရင်ဘတ်လက်ထောင်တန်ရိုက်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာကျွန်လာတရက်နေ့ကစတင်ပြီးဆိုင်ကယ်မောင်းနေတဲ့အချိန်ဆိုင်ကယ်အုပ်ထုတ်မဆောင်းမှာကဘတ်လက်ထောင်တန်ရိုက်ခံရမယ်ဆိုပြီးတော့ရဲတပ်ဖွဲ့ကပြောပါတယ်။ထိုင်းနိုင်ငံမှာဆိုင်ကယ်မောင်းနေတဲ့သူနဲ့လိုက်ပါစင်းနေတဲ့သူနှစ်ဦးစလုံးဆိုင်ကယ်အုပ်ထုတ်မဆောင်းရင်မောင်းနေသူကိုဗလီအောင်တန်ရိုက်မယ်လို့လည်းဆိုပါတယ်ဒီစီမံချက်ဟာထိုင်းနိုင်ငံတော်ဝန်လမ်းအနေနဲ့ကင်းရှင်းရေးနဲ့ရေစီကံထိမ့်သိမ်းရေးတိုးတက်ဖို့ကြီးရွယ်ထားတယ်လို့ဆိုပါတယ် ်ရှင်ကျောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတိုင်ကြားလိုပါကရှင်ထင်းရဲ့ဖုန်းနံပါတ်1190သို့မဟုတ်အဝေးပြေးရဲ့ဖုန်းနံပါတ်1193ကို24နာရီပတ်လုံးဆက်သွင်းနိုင်ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်မဟာချိုင်မြို့မှာမြန်မာမျိုးသမီးတအူး ယထာတိုက်မိပြီးတေဆုံးသွားတဲ့တရင်ကိုနောက်ဆုံးသတင်းအနေနဲ့တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံစမုတ်ဆောက်ခွန်ခရိုင်မဟာချိုင်ဒေသကွဲမှာမေလ31ရက်နေ့ကကားတစ်စီးပေါ်ကနေမြမအမျိုးသမီးတအူဟာယထာလန်းဖြတ်ကူးတဲ့အချိန်ထိတ်လန့်ကခုံချခဲ့ရကနေယထာတိုက်မိပြီးတေဆုံးခဲ့ကြောင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။မဟာချိုင်မြို့နယ်မှာရှိတဲ့နာရိုမစ်လမ်းသွဲတင့်နဲ့တန်ပန်လမ်းမှာအလုံသမားပို့ဆောင်ရေးကားဟာ မေလ31ရက်မနက်9:10မိနစ်အချိန်ကမှရထားလာနေတဲ့အချိန်ရထားလမ်းကိုရုတ်တရက်ဖြတ်မောင်းခဲ့တယ်လို့သိရပါတယ်။ဒီအချိန်ကားတော့မှလိုက်ပါလာတဲ့မြမအလုသမားတွေထိတ်လန့်မှုဖြစ်ပွားခဲ့ပြီးအချို့တွေဟာခုန်ကျခဲ့ကြပြီးမြမအမျိုးသမီးတအုပ်ကတော့ပြုတ်ကျခြင်းရထားတိုက်မိကသေဆုံးခဲ့တာဆိုပြီးသတင်းရရှိပါတယ်။ဒီကနေ့အတွက်ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကျေးဇူးအပင်မှုကျေးဇူးထူးပဲတင်ရှိပါတယ်။မင်္ဂလာရှိရနေလေးပါရှင်။